ရာဇဝတ်မကင်းသောယုံကြည်အနှံ့ရေးဖောက်ပြန်မှုနဲ့ပတ်သက်လို့ရာဇသက်ကြီးမှာဘယ်လိုပြဋ္ဌာန်းထားပါသလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLD Group မြန်မာလောကန်ကတရားလွတ်တော်ရေးကိစ္စဦးစံမြို့ဖြစ်ပါတယ်။ကျွန်တော်လောကန်နေနဲ့အများပြည်သူတို့သိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးပြဝေပေးရရှိပါတယ်။ရာဇဝတ်မကင်းသောယုံကြည်အနှံ့ရေးဖောက်ပြက်မှုနဲ့ပတ်သက်လို့ရာဇသက်ကြီးပုံမှန်406မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုရင် မည်သူမဆိုရာဇဝတ်မကင်းသောယုံကြည်အနှံ့ရေးဖောက်ပြမှုကိုကျူးလွန်လျက်ထိုသူကို၃နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ရာလုံးဖြစ်စေ ချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ဒါကြောင့်မလို့ရာဇသက်ကြီးပုံမှ406ပါရာဇဝတ်မကင်းသောယုံကြည်အနှံ့ရေးဖောက်ပြမှုကိုဖောက်ပြကျူးလွန်မယ်ဆိုရင်တော့နံပါတ်1ထောင်ဒဏ်ချမှတ်ခြင်းခံရနိုင်တယ်။နံပါတ်2ငွေဒဏ်ချမှတ်ခြင်းခံရနိုင်တယ်။နံပါတ်3ဒဏ်ရာလုံးလည်းချမှတ်ခြင်းခံရနိုင်ပါတယ်။ ။နောက်ပိုင်းမှာလည်းသက်ဆိုင်ရာခေါင်းစဉ်လေးတစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုခဲ့သူအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်။